နတ်ဆိုးရဲ့မာနာမွေမဖြစ်လာခင်တဲ့စာရလူမဲခေါ်သေးခင်အချိန်တုန်းကလူစီဖာဟာကောင်းကင်ဘုံမှာအမြင့်ဆုံးယာရူးကိုယာခဲ့တဲ့ဖျားသခင်ရဲ့အနီးကပ်ဆုံးအဆောင်အရှောက်ကောင်းကင်တမန်ဖွင့်ပြီးသူ့ကိုယ်ခန္ဓာကိုလည်းအဖိုးတန်ကြောက်ကိုးလုံးနဲ့ဖုံးအုပ်ထားလေအဲ့ဒီကြောက်တွေကဖျားသခင်ရဲ့ဘုံအာနုဘော်ကိုထင်းထန်နေတယ်ဖျားသခင်ကသူ့ကိုအလပဆုံးအတန်နဲ့ကောင်းကင်ဘုံရဲ့ဝိပုကိုးကွယ်မှုခေါင်းဆောင်ဖြစ်စေခဲ့တယ်ဒါပေမဲ့ ဖျားသခင်ရဲ့တကိုးနဲ့နီးစပ်လွန်းတာကြောင့်သူဟာသူ့ကိုယ်သူဝိပုကိုးကွယ်တာကိုခံယူချင်လာခဲ့တယ်။နေမရှိခင်ကြဲမရှိခင်နှင်းအချင်းဆိုတာမရှိခင်တဲကကောင်းကင်ဘုံရှိခဲ့ပြီးအဲ့ဒီမှာလူစီဖာဆိုတဲ့အလင်းဆောင်သူ ကောင်းကင်တမန်ဟာအရာအားလုံးမှာအကောင်ဆုံးဖြစ်ခဲ့ပါတယ်။သူ့ရဲ့ပြီးပြည့်စုံမှုကြောင့်တခြားကောင်းကင်တမန်တွေတောင်သူ့ကိုတားရိုက်မကြည့်နိုင်ခဲ့ဘူး။ ငွေမဖြစ်လာခင်တဲ့စာဒန်လို့မခေါ်သေးခင်တုန်းကလူစီဖာဟာကောင်းကင်တမန်တဲ့ထဲမှာအမြင့်ဆုံးရာထူးကိုရခဲ့ပါတယ်။ဘုရားသခင်ရဲ့ပလင်တော်နာမှာအနီးကပ်ဆုံးနေရခဲ့ကိုရန်တော်ကောင်းကင်တမန်မှာသူ့ကိုခန္ဓာကိုလည်းမြေကြီးပေါ်မှာမရှိတဲ့အဖိုးတန်ကြောင့်ကိုလုံးနဲ့အလှဆင်ထားပြီးအဲ့ဒီကြောက်တွေကဘုရားသခင်ရဲ့ဖုံးအာနုဘော်ကိုတောက်ပစွာရောင်ပြန်ဟတ်နေပါတယ်။ဘုရားသခင်ကသူ့ကိုအလှပဆုံးအတာနဲ့ကောင်းကင်ဘုံရဲ့ဝိပ္ပယကိုကိုယ်မှုခေါင်းဆောင်ဖြစ်ခန့်အပ်ထဲပါတယ် သူတချင်းဆိုတဲ့အခါကောင်းကင်တမန်တွေအားလုံးရက်တန့်ပြီးနားထောင်ကြပါတယ်။လူစီဖာဟာအပြစ်နာစာလုံးဝမရှိတဲ့ပြီးပြေဆုံးသူတရားဖြစ်ပြီးတခြားကောင်းကင်တမန်တွေကသူ့ကိုလေးစားခံကြကြပါတယ်။ဒါပေမဲ့ဒီပြီးပြေဆုံးမှုကသူ့အတွက်အစိတ်ဖြစ်လာပါတယ်။သူဟာအရာအားလုံးကိုပိုင်ဆိုင်ထားပေမဲ့ဖျားသခင်ကိုပဲဝေပြုကိုးကွယ်ရတဲ့အစေခံတယောက်သာဖြစ်နေလို့ပါ။အမြဲတမ်းသူ့အထံမှာရှိနေတဲ့ဘုရားသခင်ကိုသူကြည်သည်မာနစိတ်တွေဝင်လာခဲ့ပါတယ်။တစ်ချိန်တုန်းကကောင်းကင်တမန်တွေထဲမှာ အလင်းလက်ဆုံးဖြစ်တဲ့လူစီဖာက ကောင်းကင်ဘုံက ကြည်လင်နေတဲ့ပင်လယ်ရေပြင်ထဲမှာဒူးအေးသူကြည်ပြီးပထမဆုံးအချိန်နေနိုင်အန်နီရဲ့ရှိတဲ့အတွေးတခုတွေးမိတယ်။အဲ့ဒါကငါကဘာလို့ခေါင်းငုံပြီးရှ िख ိုးရမှာလဲတဲ့။အဲ့ဒီအချိန်ကစပြီးပုံကံမဲစီကသူ့ထဲမှာပောက်ဖွာလာခဲ့တာ။အဓိကအချိုးအကွေတခုကတော့ကောင်းကင်ဘုံရဲ့အကြီးဆုံးကျင်ညာချက်တခုမှ ပေါ်လာခဲ့တယ်။ ဖျားတခင်ကကောင်းကင်တမန်အလုံးကိုစုသည်လူသားနေကို သူ့ရဲ့ပုံတန်းအတိုင်းဖန်ဆင်းမယ်ဆိုတဲ့အစီအစဉ်ကိုထုတ်ဖော်ခဲ့တယ်။ဖျားကိုအစေခံပြီးစစ်တိုင်ရတဲ့ကောင်းကင်တမန်ကြီးနဲ့မတူပဲလူသားကြီးကဖျားရဲ့သဘောတဘာဝအတိုင်းရောင်ပြန်ဟပ်ပြီးသူ့လိုပဲတွေးခေါ်ဖန်တီးနိုင်ကြမှာတဲ့။ဒီထက်ပိုပြီးတုံလို့เสียကောင်းတာကဖျားကသူ့ရဲ့သားတော်ကိုယ်တိုင်တနေကြရီလူသားဖယ်လာပြီးလူသားတွေကအယားအယားကိုအုပ်ဆိုးလိမ့်မယ်။ ောင်းကင်နမန်တွေကပါသူတို့ကို အစေခံကြရမယ်လို့ကြေညာလိုက်တာပဲဒီအစည်းအဝေးကိုကြားတော့ကောင်းကင်နမန်တွေကဝမ်းသာအားရချီးမွမ်းကြပေမဲ့လူစီဖာကတော့မန်ဖိပြီးငြိမ်သက်နေခဲ့တယ်ဖုံမှုနဲ့လျော့ထားတဲ့အားနည်းတဲ့တတဝါတွေကိုအစေခံရမယ်ဆိုတဲ့အထီးကသူ့ကိုဒေါသတာထွက်စေသလိုကိုကိုကြည့်လိုက်တော့ဘုံကြီးတဲ့ပုံကြောင်မြတ်ယရနာတွေနဲ့တောက်ပနေပြီးမိုးချုံနဲ့လိုအတန်မျိုးပိုင်ထားတာကိုမြင်နေရတော့ ရွှင်ရုပ်တူစီခေါင်းငုံဖို့လုံးဝလပ်ခံနိုင်မှုဖြစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူအသွင်းစိတ်ကတခုခုပျက်စီးသွားခဲ့တယ်။ပြီးပြည့်စုံခဲ့တဲ့အရာကမာနဆိုတဲ့အတိအကျောင်းအကွဲသွားတယ်။မာနသေးသေးလေးတခုကနီးမီးလောင်တိုက်သွင်းတဲ့အထိကြီးလာခဲ့တယ်။လောကမှာပထမဆုံးသောမာနဆိုတာလူစီဖာရဲ့ယင်ထဲမှာမွေးဖွားလာခဲ့ပြီးကောင်းကင်ဘုံရဲ့အတောက်ပါဆုံးတတဝါကို အမောင်ဆုံးရန်သူဖြစ်ပြောင်းလဲသွားစေခဲ့တယ်။လူစီဖာရဲ့မာနကမနာလိုစိတ်နဲ့လည်းမရက်ခဲ့ဘူး။သူ့သွေးကြောလေးကအစိတ်လိုမျိုးပိုကြီးထွားလာခဲ့တယ်။မိပွားလေးတစ်ခုကနေစပြီးမူးရစ်ဆဲတဲ့အရာတစ်ခုဖြစ်လာခဲ့တာ။အဲ့ဒါကသူ့ကိုယ်သူအသက်ရှင်တန်နေတယ်လို့တကိုးချီးတယ်လို့နဲ့သူက ပိုပြီးရက်ထိုက်တယ်လို့ခံစားလာစေတယ်။သူသားဒီလောက်လှပတမာပြီးဉာဏ်ပညာရှိနေတာဆိုရင်ဘာလို့တခြားသူဒီလောက်ကိုအစေခံရမှာလဲ။ ဘာလို့ကုဒ်ဘာသာအောက်ဆိုးလို့မရတာလဲဝမ်တာအာယာချင်းဝါနေတဲ့ကောင်းကင်နမန်တွေကိုကြည်ရင်တို့ဟာမျက်စိကန်းနေတဲ့ကြံတွေလိုပဲလို့စိတ်แท้ကနေမုန်းတိလာတယ်ပြီးတော့သူ့ကိုပျက်စီးစေမဲ့အသွေးတစ်ခုပေါ်လာတယ်ကောင်းကင်ဘုံကိုဖျားသခင်ထက်ငါကပိုပြီးကောင်းအောင်အောက်ဆိုးနိုင်တယ်ငါကိုယ်တိုင်ပဲဖျားဖြစ်နိုင်တယ်တဲ့ဒီမာနကလိန်လေလှည့်ဖျားမှုအဖြစ်ပလောင်လဲသွားခဲ့တယ်သူကကောင်းကင်နမန်တွေနဲ့အသူတချင်းဆိုပြီး one york ဟန်းဆောင်နေခဲ့ပေမဲ့အတွင်းဆက်ကတော့ပူပေါင်းကြံစီနေခဲ့တာဒီလိုနဲ့ပြီးဖြစ်ဆုံးတဲ့ကောင်းကင်တမန်ဟာပထမဆုံးတော့နိုင်လေတတ်သူဖြစ်လာခဲ့တယ်။သူ့ရဲ့ပုံကမူကပွင့်ပွင့်လင်းလင်းဆန့်ကျင်မှုနဲ့မဆခဲ့ပဲတီးတူဖြိုးဆိုမှုတွေနဲ့စတာ။စကားခဏလုံးနဲ့တည်းတန်တရားရဲ့မျိုးစည်ကို သူစိုက်ပြိုးခဲ့တယ်။ဘုရားသခင်မပေးကျင်တာကိုမင်းရထိုက်တယ်တဲ့။လူစီဖာဟာဘသူမှဂယုမဆိုင်တဲ့ဂုံအေးနဲ့အတိအမတ်ပြုခံရမှုနဲ့ကောင်းကင်တမန်တွေရဲ့စအပြီးချင်းကပ်ခဲ့တယ်။ ချိုးသွားတဲ့ဇကားတွေနဲ့တိမ်မွေးတဲ့လင်ညာမှုတွေနဲ့သူတို့ကိုဆွဲဆောင်ခဲ့တယ်။ဖះသခင်ကမင်းနာမည်တော့မသိဘူးဒါပေမဲ့ငါကသိတယ်။မင်းတို့အားလုံးကဒီထက်ပိုကောင်းတာရထိုက်တယ်။ငါတို့အားလုံးဘောလို့ပြောခဲ့တယ်။သူဇကားတွေကပြားရည်လို ချိုးပင်မဲ့မာနနဲ့အစိတ်တက်နေကြတာ။ဒီတီတိုးပြောဆိုမှုတွေကတော်မီနဲ့အရှင်ဟုတ်နဲ့ပြန်နန်းသွားခဲ့တယ်။သူကပုံငန်ဖို့ကိုတိုက်ရိုက်မစေးကန့်ခဲ့ဘူး။အဲ့ဒါအစားသူကမေးခွန်းတွေထုတ်တာ။ဖះသခင်ကချစ်ချင်းမြတ်တာဆိုရင် ဘာလို့သူ့ကိုကိုးကွယ်ဖို့တောင်းဆိုရတာလဲငါတို့မှလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတဲ့ဆိုရင်ဘာလို့အဲ့ဒီအခွင့်အရေးကိုအသုံးမဖြူရတာလဲသူကငါတို့စီကနေဘာကိုဖုံးကွယ်ထားတာလဲပေါ့တန်တရားတွေကြီးထွားလာပြီးလွှတ်ရွှတ်အစည်းအဝေးတွေစခဲ့ကြတယ်လူစီဖာနာဂတိတွေပေးခဲ့တယ်ငါတို့ကိုယ်တိုင်ဖျားတွေဖြစ်လာမယ်ကိုဘကိုနိုင်ငံတွေနဲ့ကိုဘသာကိုးကွယ်တာမျိုးရှိလာမယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကောင်းကင်ဘုံကမျက်စိကန်းနေကြဘူး စစ်တီရဲ့တော့ကောင်းကင်နမန်ဖြစ်တဲ့မိခေဘီကပထမဆုံးသတိထားမိခဲ့တယ်။သူချင်းကတ်လာတဲ့အခါအုပ်စုတွေက ကွဲသွားတာစကားပြောနေတာတွေကရုတ်တရက်ရက်တံနဲ့ပုံငန်မှုရဲ့မုန်တိုင်းတစ်ခုစုပွဲနေတာကိုသူတွေ့ခဲ့ရတယ်။တခုခုမားနေတာပြီးဂါဘရီယယ်ကိုသူပြောပြတယ်။လူစီဖာရဲ့ဒီတို့ပြောစကားတွေကအရင်ကိုကျေပြန့်သွားပြီး မိခီလဲနဲ့ဂါဘရီယယ်တို့ကတခြားသူတွေကိုတတိပေးဖို့ကြိုးစားခဲ့ပေမယ့်တန်တရာတွေနဲ့လင်ညာမှုတွေကကောင်းကင်တမန်အညာပြားရဲ့နှလုံးသားကိုအစိတ်သိမ့်စေခဲ့ပြီးလူစီဖာကဖျားသခင်ကို သစ္စာရှိသူတွေကို နှုတ်ဆက်သူတွေအဖြစ်ပုံဖော်ခဲ့တယ်။သူတို့ကငါတို့ကိုနှိမ့်ချထားခြင်းဒါလို့ပြောခဲ့တယ်။အဲ့ဒီနောက်မှာဆုံးဖက်ချက်ချရမယ့်အချိန်ရောက်လာတယ်။ကောင်းကင်တမန်တိုင်းကရွေးချယ်ရတော့တယ်ဖျားသခင်လားလူစီဖာလားဖန်ဆင်းရှင်လားဖန်ဆင်းခံလား ဒါမှမဟုတ်အမှန်တရားလားလညာမှုလားတုံလို့ဆရာကောင်းတာကဒုံပုံကပုံကလူစီဖာကိုရွေးချယ်ခဲ့ပြီးသူတို့ကိုအသက်ပေးခဲ့တဲ့ဖျားသခင်ကိုကြောခိုင်းခဲ့ကြတယ်။သူရင်ထဲမှာမာနတဲ့လောင်ကျွမ်းနေတဲ့လူစီဖာဟာဖျားသခင်ရဲ့ပလင်းစီကိုရှောက်သွားခဲ့တယ်။ကိုးကွယ်ဖို့မဟုတ်ဘဲတောင်းဆိုထူပါ။သူကငါကောင်းကင်ဘိုးကိုတက်မယ်။ငါပလင်းကိုဖျားသခင်ရဲ့ကြဲရီအသက်မှာထားမယ်။ငါဟာအမြင့်ဆုံးတော်သူဖြစ်လာမယ်လို့ကြေညာခဲ့တယ်။ သူရဲ့စကားတွေကကောင်းကင်ဘုံရဲ့ငင်းချမ်းဖို့ကိုဖျက်ဆီးလိုက်ပြီးချက်ချင်းပဲစစ်ပွဲဖြစ်ပွားခဲ့တယ်။ပုံကန်သူတွေကအမောင်သူရဲ့လက်မျက်တွေနဲ့တိုက်ခိုက်ခဲ့ကြပြီးမှဘုရားသခင်ရဲ့တပ်တွေကဘရင်အသွဲ့လိုကြွေကြော်ခဲ့ကြတယ်။ကောင်းကင်ဘုံတစ်ခုလုံးတုံခါပါခဲ့တယ်။တချင်းကညီကိုတွေဖြစ်ခဲ့တဲ့သူတွေဟာရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်။အလင်းသားတွေနဲ့အရေးတိုင်းလူတွေတူလိုပြုတ်ခိုက်နေတဲ့အတောင်ပန်းရဲ့အနှံဟာစစ်ချွာကိုတိုင်းအော်ဟစ်နေသလိုပဲပဲ့တင်ထက်ခဲ့တယ်။ မိခေလနဲ့လူစီဖာဟာဘီအမ်မှာတွေ့ဆုံခဲ့ပြီးသူတို့ရဲ့တိုက်ပွဲကသာဝရကာလာတစ်ခုလုံးကိုတွန်ခါစေခဲ့တယ်။ဒါပေမဲ့ဖဲဖန်စင်ကန်တတဝါမှာဖျားတခင်ကိုအနိုင်မယူနိုင်ဘူး။ပုံကန်သူတွေဟာတဦးပြီးတဦးလဲကျသွားပြီးသူတို့ရဲ့အလင်းဟောင်တွေမှင်ဖော်သွားခဲ့တယ်။သူတို့ရဲ့လှပမှုတွေဟာပျက်စီးယူယွင်းအဖြစ်ပြန်လဲသွားခဲ့တယ်။နောက်ဆုံးမှာလူစီဖာဟာဒေါသကြောင့်သူ့ရဲ့လှပတဲ့မျက်နှာပျက်စီးယူယွင်းလျက်ဒူထောင်ရတော့တယ်။ ဖျားသခင်ရဲ့အတန်ကမိုးချုံတန်လို့မြည်ဟဲတဲ့နဲ့ထွက်သွားတဲ့ဒီလိုနဲ့ကောင်းခင်တမန်သုံးပုံချပုံကအမောင်တို့ထဲကိုလက်စည်းတလို့လဲကျသွားခဲ့ကြတယ်။ကောင်းခင်ဘုံမှာပထမဆုံးစစ်ပွဲပထမဆုံးဆုံးရှုံးမှုနဲ့ပထမဆုံးဝန်ແကြီးခွဲမှုကိုခံစားရခဲ့တယ်။လူစီဖာရှုံနှိမ့်ပေမဲ့ပျက်စီးမသွားခဲ့ဘူး။နင်ထိုးခံပေမဲ့မတည်ဆုံးခဲ့ဘူး။ သူကမိကြီးဖို့ကိုရောက်တဲ့အခါအစင်းစင်းတဲ့ရန်သူတဲ့နဲ့ပြင်းမိုက်ဖြစ်လူသားတွေကိုပြင်းမှန်ပြီးပြန်လဲထရက်ထဲတယ်။ကောင်းကင်ဘုံကနေနင်းချခံရပြီးနောက်မှာစာဒန်ဟာအေဒန်ဥယျံကိုအာယုံဆိုင်လိုက်ပြီးအာဒန်နဲ့အေဝါကိုအနိကတ်စောင့်ကြည့်နေခဲ့တယ်။အခွင့်အရေးကောင်းကိုဆောင်ရင်သူတို့ရဲ့အလေးအကျင့်တွေကိုလေ့လာခဲ့တယ်။ကောင်းကင်ဘုံမှာကြဲကြဲလောင်လောင်ပုံငန်းခဲ့တာနဲ့မတူပဲဒီတစ်ခါမှာတော့ခွဲဆိတ်ဆရာဝန်ရဲ့ဓာတ်လို့ထပ်မြတ်တဲ့လှည့်ပြမှုမျိုး တိမ်မွေးတဲ့နီလန်းကိုသူ့ရွေးချယ်ခဲ့တယ်။ဒါမှထတဲ့အကင်ကိုအေးဝစိတ်ဝင်စားနေတာကိုသူသတိထားမိသည်သူမကိုပြစ်မှတ်ထားလိုက်တယ်။တောက်ပပီမင်းရှိကျင်းလောက်အောင် လာတဲ့မွေးတကောင်ရဲ့ပုံစံယူပြီးစာတန်းဟာအပင်နားမှာစောင့်နေခဲ့တယ်။အေးဝရောက်လာတော့သူကတောင်းဆိုတာမျိုးမဟုတ်ပဲမိကွန်းတခုမိခဲ့တယ်။ဒီအပင်မှာရှိတဲ့အတိမန်သမ ्या ကိုမဆ ਾਇ ရဘူးလို့ဘုရားသခင်က အမှန်တကယ်ပြောခဲ့သလားလို့သူ့ရဲ့နီးဗျူဟာကယူရှင်းပါတယ်။ တန်တရားကိုမျိုးစစ်ချဖို့ပဲအေဝါကဖျားသခင်ရဲ့အမင့်ကိုကာကွယ်ပြောဆိုခဲ့ပြီးမြေဒီလိုလှုပ်ရင်းနဲ့သူမကဒီအမင့်ကိုမတူတဲ့ရှုထောင့်ကနေမြင်လာခဲ့တယ်။မွေကညင်သားစွာ ရေမောကြီးမင်းတို့တေမာမဟုတ်ဘူးမင်းတို့အဲ့ဒီအသီးကို စားရမင်းတို့ရဲ့မက်ဆီပွင့်မယ်ဆိုတာကိုဖျားသခင်ကသိတယ်။မင်းတို့သူ့လို့ဖြစ်လာလိမ့်မယ်လို့ပြောခဲ့တယ်။ယုတရက်ဆိုသလိုပဲတားမဲ့ထားတဲ့အသီးကတတိပေးချက်တခုလို့မမြင်ရတော့ပဲအခွင့်အရေးတခုလို့ဖြစ်လာခဲ့တယ်။ ဆာဒန်ကဘုရားသခင်ကအသိပညာနဲ့တကိုးကိုသိမ့်ပိုက်ထားပြီးသူတို့ကိုအိမ်မွေးတရီဆန်ဒီလိုထားကျင်သူအဖြစ်ပုံဖော်ခဲ့တယ်။ဧဝရဲ့လက်ကအသီးစီကိုတုံကြီးစွာလှန့်ထားလိုက်တယ်။သူမကအာဒန်ကိုလှန့်ခေါ်လိုက်တယ်။အာဒန်ကလည်းသူအစကားနဲ့ကနားထောင်နေခဲ့ကြောင်းဝန်ခံခဲ့တယ်။သူတို့နှစ်ယောက်ကအသီးကိုအတူတူစိုက်ကြည့်ပြီးတယောက်ကိုတယောက်ကြည့်ကြတယ်။ခြေတုံးခြားတုံးဖွင့်နေတာကနေ တက်မှအမှုဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီချိန်မှာတန်တရာကယုံကြည်မှုကိုအနိုင်ယူသွားခဲ့ပြီးသွေးဆောင်မှုကအနာခံခြင်းကိုလွှမ်းမိုးသွားခဲ့တယ်။အာဒံနဲ့ဧဝဟံအတီးကိုအတူတူလမ်း